ကချင်သားကြီးအောင်လားအန်စန်းအတွက်ကျောင်းတော်ကြီးတွေကနေပေးပို့လိုက်တဲ့ဖိုးတော်ရဲ့စာတစောင်းအချိန်ချင်းခါခါနဲ့သတိတရလွမ်းဆွနေတဲ့လူသားတွေထဲမှာဖိုးတော်ဆိုတဲ့ရန်ကုန်သားကြီးတူအပါဝင်လို့ဆိုရမှာပါရိုးရလဝိတ်ကိုရိုးရင်နေတဲ့ပရိသတ်တွေအတွက် MMA ကစားနည်းကိုချပြပေးခဲ့တဲ့ဖိုက်တာတွေထဲမှာကချင်သားကြီးရင်ဖိုးတော်ဆိုတဲ့အဲ့ဒီရန်ကုန်သားကြီးလည်းအပါဝင်ဖြစ်ခဲ့ပါသည် ဝမ်ချမ်ပီယံရှစ်ကနေကျင်းပခဲ့တဲ့ Kingdom of Warrior ဆိုတဲ့ခေါင်းစဉ်အောက်မှာ Cambodia Fighter ကျင်းစဉ်သူနဲ့ MMA ပြိုင်ပွဲကိုပထမဆုံးရှင်ပြိုင်ခဲ့တဲ့အချိန်က2015ခုနှစ်ရဲ့ဇူလိုင်လ18ရက်နေ့ဖြစ်ပါလိမ့်။ကချင်သားကြီးအောင်လှရန်ဆန်းရဲ့ဝမ်ချမ်ပီယံရှစ်ခေါင်းစဉ်အောက်မှာပထမဆုံးစတင်ရှင်ပြိုင်ခဲ့တဲ့အချိန်က2016ခုနှစ်ရဲ့ Match La 18ရက်နေ့မှာဖြစ်ပြီးကချင်သားကြီးဟာ Union of Warrior ဆိုတဲ့ခေါင်းစဉ်အောက်မှာသူ့ရဲ့ MMA ပြိုင်ပွဲကိုပထမဆုံးစတင်ရှင်ပြိုင်ခဲ့တာဖြစ်ပါလိမ့်။ ပြောရရင်ဖိုးတော်ထက်တောင်မှကချင်သားကြီးအောင်လားအန်ဆန်ကတပွဲပို့ပြီးတော့နောက်ကျသေးတယ်လို့ပြောလို့ရပြီဖိုးတော်ဟာသူ့ရဲ့ပထမဆုံးပွဲဥထွက်ပွဲစဉ်ကိုနိုင်ပွဲနဲ့အတူစတင်သွားခဲ့ပါသည်ရှီရန်ချီချီလက်တန်ရှီရှီနဲ့ MMA ကောင်းစီအောင်မှကစားရည်ဆိုပေမယ့်ပြိုင်ဘက်ကိုချုပ်ပြီးကစားတာထက်လက်သီးချင်းရှင်ထိုးရတာကိုသဘောကျသူတယောက်ဖြစ်ပါသည်ဒီဘက်ကမှတော့ချင်းဖိုက်တာလေးဂျိုရှူအာဘန်နဲ့တူရယ်လို့ဆိုရမှာဖြစ်ပြီးချင်းဖိုက်တာလေးကလည်းပြိုင်ဘက်ကိုချုပ်ရတာထက်လက်သီးချင်းရှင်ပြီးထိုးရတာကိုအမြင်တွေ့ထားကြရတာပါ ဖိုးတော်ရဲ့အသက်ကအဲ့ဒီအချိန်မှာ30ပတ်ချလဲဝင်းကျင်သာရှိသေးပြီးအချင်းသားကြီးအောင်လားအန်ဆန်နဲ့ရွေရီလေးဖြစ်ကြပါရီ။နှစ်ယောက်စလုံးက MMA fighter တွေဖြစ်ကြပြီးမတူညီတဲ့ဝိတ်တန်းတွေမှာရှင်ပြိုင်ထိုးသက်ခဲ့ကြသူတွေပါ။ဖိုးတော်ဟာဖေသာဝိတ်တန်းမှာရှင်ပြိုင်ထိုးသက်ခဲ့သူဖြစ်ပြီးကချင်သားကြီးအောင်လားအန်ဆန်ကတော့မေရဲဝိတ်တန်းမှာရှင်ပြိုင်ထိုးသက်ခဲ့သူလည်းဖြစ်ပါရီ။ ိုးတော်ရဲ့ပွဲနဲ့ကချင်သားကြီးအောင်လားအန်ဆန်းရဲ့ပွဲဟာပွဲစဉ်တစ်ခုတည်းမှာပါဝင်နေပြီဆိုရင်မြန်မာပြည်သက်တိုင်းကျင်းနေသွားခဲ့ရတဲ့မြင်တွေ့ခဲ့ရပြီးညီကိုနေရောက်ရဲ့ဂျိုဝိုင်းတွေမှာကိုစီနိုင်ပွဲတွေရသွားခဲ့ကြရင်အိန်းတွေကမြန်မာပြည်သက်တွေရဲ့ယင်နဲ့ជីနူးဝန်တာချင်းနဲ့ကိုစီနဲ့လို့ဆိုရမှာပဲဖြစ်ပါသည်ဘိုးတော်ရဲ့နောက်ဆုံးပွဲစဉ်ကတော့2019ခုနှစ်အော်တိုဘာလ23ရက်နေ့မှာဖြစ်ပြီးမမရရပြောရရင်ဒီနေ့လိုနေမှာပဲဘိုးတော်ဟာသူ့ရဲ့ MMA fighter ဘောကနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ထိုးသက်သွားခဲ့တာပါ ဒီပွဲစဉ်ဟာသူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လိမ့်မယ်လို့သူ့ကိုယ်သူလည်းမသိခဲ့သလိုပရိသတ်တွေလည်းမသိခဲ့ကြပါဘူး။ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့အတူဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲတွေလည်းခေတ္တရပ်နားသွားခဲ့သလိုအဲဒီနောက်နိုင်ငံရေးပဏိပခရီးကြောင်းမှာဘိုးတော်တယောက်အာနာရှင်ကိုစန့်ကျင်နေဆိုတဲ့ဆန္ဒပြမှုနဲ့အတူလက်ရှိမှာတော့အကြောင်းတော်ကြီးတွေကိုရောက်ရှိနေကြတာဖြစ်ပေါ်ပြီ။အစောပိုင်းမှာတော့ဘိုးတော်ရဲ့အခြေအနေသတင်းစကားနဲ့ပတ်သက်လို့ဘယ်သူမှကြားသိရခြင်းမရှိပေမယ့် ပြီးခဲ့တဲ့နေ့ကထွက်ပေါ်လာတဲ့စာရဆောင်ကြောင့်ပြည်သက်တွေကြောင့်မှជីနူးဝန်တာချင်းနေနဲ့ဝန်내ချင်းတွေကိုထပ်တူခန်းစားသွားခဲ့ရပါသည်။အားလုံးကတေးပြီဆိုပြီးထိမှတ်ထားခဲ့ရတဲ့မြမကုံဆောင်ဖိုက်တာတယောက်ဒီကံမရောက်တမ်းမပြောက်သေးပဲကျောင်းတော်ကြီးအတွင်းကနေကချင်သားကြီးအွန်လိုင်းအန်ဆန်အတွက်စာရဆောင်ရေးပြီးပေးပို့လိုက်ပါသည်။ဒီတရင်ကအားလုံးအတွက်ဝန်တာသွားစေခဲ့သလိုတရင်စာနာဘာမှမသိရအောင်ကျောင်းတော်ကြီးရဲ့အပိတ်ခံထားရတဲ့ဆိုတဲ့တရင်ကလေအားလုံးအတွက်ဝန်내စရာတရင်စကားတစ်ခုလို့ဆိုရမှာပါ။ စာလေးဆောင်ကကချင်သားကြီးနဲ့တူကြမှာညီကိုတန်ရောစင်ဘလောက်ကြီးမားလဲဆိုတာကိုတတ်သိပြရာရောက်တယ်လို့ကချင်သားကြီးဟာသူနဲ့အတူမြန်မာပြည်သက်တွေအတွက်ဘလောက်ကြီးကျယ်ခံထားတဲ့ fighter ကြီးတယောက်ဖြစ်တယ်လဲဆိုတာကိုဖော်ညွှန်းရာရောက်ပါပြီ။ဒါ့အပြင်ဒီစာဟာအနည်းငယ်လာလာဇမ်းမြုပ်နေခဲ့တဲ့ဖိုးတော်တယောက်အစင်မပြည့်ရဲ့လားဆိုတဲ့မေးခွန်းတွေကိုလည်းကြမ်းကြမ်းမာမာရှိပါကြောင်းသူ့ကိုစိတ်ပူနေကြတဲ့ပြည်သက်တွေစီကိုပြန်လည်အတီးပေးလိုက်တဲ့စာတစောင်လေးဖြစ်ပါပြီ။မြန်မာပြည်သက်တွေရင်းနေက၄-၅နှစ်လောက်စိုးနေနေခဲ့ရတဲ့ရင်းနေကအဆိုင်ခဲကြီးဟာလေးပဲ။ အခုလောက်ဆိုရင်ပြည့်ရောသွားလိမ့်မယ်လို့ထင်ပါရီကချင်သားကြီးဘက်ကလည်းစာကိုလက်ခံရရှိကြောင်းဒီစာဟာပွဲမတိုင်ခင်နှစ်ရက်လောက်အလိုမှာဘိုးတော်ကိုယ်တိုင်ရေးခဲ့တဲ့စာဖြစ်ကြောင်းဘိုးတော်ကလည်းအမြဲတမ်းရနေပါကြောင်းနဲ့ပြန်တွေ့တဲ့နေ့မှာတရက်တည်းအတူစားခြင်းတဲ့အကြောင်းတွေကိုပြန်လဲရေးသားသွားခဲ့တာဖြစ်ပါရီ။